အမီဖေကဝင်ငွေကောင်းတဲ့ရှင်နေတယောက်ဖြစ်ပြီးတော့မကြသေးခင်ကမှမိမတယောက်နဲ့ကွာရှင်ထားပါရီ။ပိုက်ဆံချမ်းသာတွေမိသားစုကဖြစ်လို့အမီကိုအကြောင်းတက်ဖို့အတွက်ကာစီပေးချပါရီ။အမီမှာချမ်းချမ်းဆိုတဲ့တငယ်ချင်းတယောက်ရှိပါရီ။ချမ်းချမ်းကဖက်ရှင်စတာတယောက်ဖြစ်ပြီးတော့အမီကတော့ရုပ်ရည်ကြောင်ကြောင်းမှလူတည်များပါရီ။အထက်တန်းကျောင်းမှာအမီကိုကြိုက်တဲ့ကောင်လေးတွေအများကြီးရှိပေမဲ့အမီကသူတို့ကိုစိတ်ဝင်စားပါဘူး။ဓမ္မဆုံးချိန်မှာပဲဆရာတင်းကဝေပေးတဲ့ report card ကိုမြင်ပြီးတော့အမီစိတ်ညစ်သွားပါရီ။အကြောင်းကတော့စကကြီးလူတဲ့နေရာမှာစီရလာလို့ဖြစ်ပါရီ။ဒီ report card ကိုသာအဖေမြင်ရင်တော့မုံမီလာမှမလို့ဘယ်လိုပြောရမလဲတွေးပြီးတော့စိတ်ညစ်သွားပါရီ။အကြောင်းကပြန်လာတော့အမီ ီမာဝေလင်းရောက်နေပါတယ်။ဝေလင်းကအဖေနောက်ဆုံးယူခဲ့တဲ့အန်တီရဲ့သားဖြစ်ပါတယ်။ကျောင်းပည့်ရဲ့ဖြစ်လို့ဝေလင်းကသူ့အိမ်ကိုအလဲရောက်လာပါတယ်။နောက်နေ့မနက်စာစာရင်နဲ့အဖေက report ကတောင်းမိမဲ့အစင်းသင်းမဖြစ်သေးလို့ပြဖို့ညင်လိုက်ပါတယ်။ကျောင်းကိုရောက်တာနဲ့အမှန်နဲ့တဲ့ဘာသာကဆရာဆရာမတွေကိုဖားပြီးတော့အမှတ်တက်အောင်လုပ်ပါတယ်။အခြားဘာသာတွေမှာစာကြိုးစားလို့ရပြီမဲ့ဆရာတင်းကိုတော့ဘယ်လိုမှအစီအုံလို့မရပါဘူး။ဆရာတင်းစိတ်ပျော်ဖို့အတွက်အချစ်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျောင်းမှာကျန်တဲ့တဝူးတဲ့တော့အပြိုကြီးနဲ့ဆရာတင်းကိုချိန်ပေးဖို့ပြင်လိုက်ပါတယ်။အမီရလန်ရှင်စာမွေးမဖြစ်ရသေးဘဲနဲ့ကောင်းမောင်ရာကနေအိမ်ကိုသတိပေးစာရောက်လာပါတယ်။တတိယချင်းသတိပေးစာရောက်လာတော့အဖ ဖေကအမီကိုကာမောင်းဝင်ပေးလိုက်ပါရင်ဝေလင်းကိုကြောင်းလိုက်ပို့ခိုင်းရင်ကနေကားပေါ်မှာစကားပြောပြပါရင်အမီကကြောင်းအဆီယာနဲ့ဆီယာမကိုအောင်းတဲ့ပေးနေတဲ့တဲ့ရင်ကောင်းကိုပြောပြပါရင်အမီလိုချင်တာတခုခုရှိလို့အောင်းတဲ့ပေးမယ်ဝေလင်းကကြိုတင်နေလို့အတ္တသမားလို့ဆွဆွဲလိုက်ပါရင်နောက်ဆုံးမှာတော့အမီတို့တငယ်ရင်းနှစ်ယောက်ရဲ့အကြံစီအောင်းမြင်ပြီးတော့ဆီယာတင်ရည်စားရသွားပါရင်ဆီယာတင်ကဘာမှာပန်းနေပွင့်သွားပြီးတဲ့နောက်ကြောင်းသားတွေကိုအရင်လိုစီကံမကြည့်တော့ပါဘူးအမီရပိုကတ်ချင်းနေကောင်းသားမှာအဖေကိုပြတော့အဖေချီချူရာခံလိုက်ရပါရင်နောက်နေ့အကစားချိန်မှာသူတို့အတန်းကိုဖြူမဆိုတဲ့ကြောင်းသူတယောက်ရောက်လာပါရင်သူမကနေကပြောင်းလာတဲ့ခတ်တုံးနှုံးမုံဆန်လေးမျိုးအမီကသူတို့ ဖွဲ့တွေကိုထည့်လိုက်ပါရင်အတန်းပြီးတော့ဖြူမကိုအကြောင်းတစ်ပတ်လိုက်ပြပါရင်ဖြူမနေ့လယ်စာသွားဝင်နေအတန်းလေးကအောင်အောင်နဲ့ခင်လာပါရင်အောင်အောင်ကျောင်းကိုအီမီတို့ကိုပြန်ပြောပြတော့လုံးဝသဘောမကျပါဘူးအောင်အောင်ကပေပေတေတေနေတတ်တဲ့အစီအပဲမို့လို့ဖြစ်ပါရင်အီမီတို့နှစ်ယောက်ကဖြူမကိုပြုပြင်ပြောင်းလဲပေးဖို့အဆုံးဖြတ်လိုက်ပါရင်ဖြူမကိုအိမ်ကိုခေါ်ပြီးတော့ကောင်းစားချေဆုံးပြောင်းလဲပေးလိုက်ပါရင်အီမီကဖြူမကိုရုတ်တရုတ်လိုသဘောထားနေမှဝေလင်းကမြင်တာနဲ့တီးလိုက်ပါရင်နောက်နေ့ကျောင်းကိုရောက်တော့ဖြူမပါလူကြီးခံနေရပါရင်ဒီတိုင်းဆက်ထားရင်ဖြူမနဲ့အောင်အောင်တို့နှီးသွားမှာဆိုလို့မျိုးချော်နဲ့မိတ်ဆက်ပေးဖို့လုပ်ပါရင်မျိုးချော်ဆိုတာကပိုက်ဆံရှိတဲ့အတိုင်းဝန်းကဖြစ်ပြီးတော့ကောင်းမလေးတိုင်း န်းကြိုက်တဲ့နေစီကန်ကြီးပါမြို့ချော်နယ်ဖြူမာကိုမင်းနီယောင်အေမီကတွန်ပို့ပါရင်တငယ်ချင်းတွေစုလုပ်တဲ့ပါတီကိုဖိတ်လို့အေမီနဲ့ဖြူမာတို့ပါရောက်လာပါရင်ပါတီမှာရှိတဲ့တောက်လျှောက်ဖြူမာကိုမြို့ချော်နယ်တွန်ပို့ပြီးတော့အအောင်ကိုပေးဖဲထုတ်ပါရင်ဖြူမာရီစားရတော့မှာကြောင့်ကောင်းမှုကုသိုလ်လုပ်ခဲ့ဆိုပြီးတော့ပြောနေပါရင်အိမ်ပြရမယ့်အချိန်ကိုရောက်တော့ဖြူမာကိုမြို့ချော်ကားနဲ့ထည့်ပေးဖို့လုပ်ပါရင်ဒါမှလည်းမြို့ချော်နယ်ဖြူမာတို့အိမ်ကတလန်းစီဖြစ်နေလို့လမ်းကြုံတဲ့အေမီကိုတင်ခေါ်လာပါရင်ပြန်လာတဲ့လမ်းမှာမြို့ချော်ကသူ့ကိုဖွင့်ပြလို့အေမီလန့်သွားပါရင်မြို့ချော်ကအရင်ကတည်းကအေမီကိုကြိုက်နေတာကြောင့်အေမီပြောသမျှလိုက်လုံနေတာပါဒီနားမှာရင်းမဲနားလေမူလဲမှန်းတီးပြီးတော့မြို့ချော်ကား အနေဆင်လာပါရီညာကြီးလမ်းမှာတယောက်တည်းကြံခဲ့လို့တက္ကစီကုမ္ပဏီကိုလမ်းဆက်နေတဲ့အချိန်တည်းများတိုက်ခင်းလိုက်ရပါရီဖုံရုံအိတ်ပါပါဆိုတာကြောင့်ဝေလင်းကိုဖုံးဆက်ပြီးတော့လာကောက်ခံရပါရီမြို့ကျော်ကမကြိုက်ဘူးဆိုတာကြားလိုက်လို့ဖြူမကအရင်စိတ်ထိခိုက်သွားပါရီဖြူမပြန်လာပြီးတော့ပြောအောင်လို့မြို့ကျော်နေရာမှာတခြားတစ်ယောက်ကိုအစားထိုးဖို့စဉ်းစားရပြန်ပါရီလက်လော့စီတော့ကြောင်ညာလေးတစ်ခုကိုအရင်အစားထိုးလိုက်ပါရီဒီလိုနဲ့နောက်တည့်ရက်မှာသူတို့အခန်းထဲကိုအာကာစရဲចောင်းသားတစ်ယောက်ရောက်လာပါရီအကောက်ကိုမြင်မြင်ချင်းသဘောကျသွားလို့ဒီတစ်ခါတော့ကိုကိုကိုဦးစားပေးဖို့အဆုံးဖြတ်လိုက်ပါရီအကောက်ကိုသဘောကျသွားတာနဲ့နောက်နေ့ကစပြီးတော့အထာရီပေးပါရီဒီနီလန်းနေကအလုပ်ဖြစ်သွားလို့ ပိတ်ရံမှာပါတီတူတူသွားဖို့အားကားအချိန်ပါရင်ကောင်းလင်းနဲ့ပါတီသွားမယ့်အိမီကိုစိတ်မချလို့ဝေလင်းမှာနောက်ကလိုက်သွားပါရင်ပါတီမှာအကုန်လုံးပျော်နေတဲ့အချိန်မှာဖြူမတယောက်ပါတနာပြောင်းနေပါရင်နောက်ကလိုက်လာတဲ့ဝေလင်းကဖြူမတယောက်တည်းဖြစ်နေမှာမလို့အလိုက်တိတိနဲ့တွေ့ကြပြပါရင်အိမ်ပြန်နောက်ကျပြီးတော့အဖေစုမှာဆိုလို့အဖေနဲ့ရှိနေတဲ့အတွက်ညလေစာရီဝေသွားကြပါရင်ပါတီပြီးသွားကလေးကပထမဆုံးအချိန်အားကားဖုံးလန်းဆက်ပါရင်အိမီအိမ်မှာရုပ်ရှင်တူတူကြည့်ကြမယ်ဆိုလို့ရင်းနေခုံပြီးတော့မိတ်ကပ်တွေတည်ချလိုက်ပါရင်ရုပ်ရှင်ကြည့်ဖို့လာတာတကယ်ရုပ်ရှင်ပဲကြည့်ပြီးတော့ပြန်သွားလို့အိမီစိတ်မကောင်းဖြစ်ကြံခဲ့ပါရင်ဒီအကြောင်းချမ်းချမ်းတို့တွေကိုပြန်ပြောရင်ဖွင့်ပါရင်ချမ်းချမ်းရဲ့ ဲ့ရေးစားပြောလို့အာကာက6နီမန်တီလိုက်ရပါတယ်။ဒီလောက်လန်းနေဘဲကလို့ဖြစ်နေလို့အိမီကစိတ်မကောင်းဖြစ်သွားပါတယ်။နောက်တော့လေသူတို့နှစ်ယောက်ကအချစ်ဆုံးညီမတွေဖြစ်သွားခဲ့ပါတယ်။ကျောင်းဖက်ရဲ့ဈေးဝယ်စင်တာမှာဖြူမပြုတ်ချမလို့ဖြစ်သွားခဲ့ပါတယ်။ဒီကိစ္စကဘာမှမဟုတ်ပေမဲ့ဖြူမကတရားကပြန်ရှင်လာရဲဆိုပြီးတော့ကျောင်းမှာပေါ်ပလာဖြစ်သွားပါတယ်။ရှင်မောင်းလိုင်ရှင်ရဖို့အတွက်အိမီဆံမွဲသွားပြေဖို့အချိန်ရောက်လာပါတယ်။ကားမောင်းနေတဲ့အချိန်ကောင်းထဲမှာအတွေးပေါင်းစုံဝင်ပြီးတော့တလွဲတွေလုံနေပြီလို့ဆံမွဲကြပါတယ်။စင်ညင်းညင်းနဲ့အိမ်ပြန်လာတော့ဖြူမရောက်နေပါတယ်။ဖြူမကမျိုးကြော်ကို move on သွားနိုင်ပြီးတော့ဝင်လင်းကိုသဘောကျနေရဲဆိုတာဖွင့်ပြပါတယ်။စိတ်မကြည်တဲ့အချိန်ဖြစ်နေလို့အိ မီနဲ့ဝေလင်းကမလိုက်ဘူးဆိုတာပြောပြလိုက်ပါရင်ဖြူမကသူ့ကိုနှစ်ပြားမတန်ပြောပြီးပြန်သွားလို့စိတ်ညစ်ချမ်းခဲ့ပါရင်ဖြူမရဲ့စကားကိုဒီမျိုးကြီးခံစားနေရလို့ပြန်ဆန်းစစ်ကြည့်တော့ဝေလင်းကိုချစ်နေမိတယ်ဆိုတဲ့အဖြစ်ထွက်လာပါရင်ခံစားချက်ကိုတည်ပြီးတဲ့နောက်ပိုင်းဝေလင်းနဲ့တူတူနေရတာရှက်ကူရှက်ကန်ဖြစ်နေပါရင်ကိုကိုကိုကောင်းအောင်ပြုပြင်မှုအတွက်တဘာဝပီးရန်ရဲ့ပြန်လည်ထူထောင်ရေးအပွဲမှာကောင်းဆောင်ဝင်လို့ပါရင်တဘာဝပီးရန်ရဲ့ခံစားခဲ့ရတဲ့လူတွေကိုထောက်ပံ့ပေးဖို့အိမ်ကနေအဝေးထည်နေစားစရာတွေမှာသွားပါရင်ဖြူမကသူပြောခဲ့တာတွေအတွက်ပြန်တောင်းပန်လိုက်ပြီးတော့အအောင်နဲ့ချစ်သူတွေဖြစ်နေတာဝန်ခံလိုက်ပါရင်အဲ့နောက်ပိုင်းအီမီနဲ့ဝေလင်းတို့ချစ်သူတွေဖြစ်သွားကြပါရင်ဆရာတင်လည်းအသ တက်ကြီးမှဆွန်သွားလို့လူပြိုကြီးဖွားနဲ့အယုံမထုတ်ရတော့ပါဘူးတကယ်ရင်းနဲ့အကုန်လုံးအတွဲကိုစီနဲ့ပျော့ပျော့ရွှင်ရွှင်ဖြတ်တိုင်းနဲ့ဆက်လန်းလေးလေးဖြီးဆုံးသွားခဲ့ပါရင်အရွေးလုံရင်မရနိုင်လို့လူကြီးမင်းတို့လည်းအချင်းရှိတော့မြောင်းဖောက်ကြပါအဆုံးထိကြည်ပေးလို့ယေရှုတင်ပါရင်